မြန်မာအမှုပညာကောင်နှစ်ပေါင်းထောင်ချီထားကိုပေးခဲ့တဲ့ရွှေမန်းစကြင်မြေမြန်မာနိုင်ငံရဲ့တမိုင်းမွေးနေ့တွေအကြောင်းကိုပြောတဲ့အခါမှာကြောက်စက်လက်ရရေဖျားရုပ်ထုကြီးတွေဟာလုံးဝချန်ထားလို့မရတဲ့အရေးကြီးတဲ့အမွေးနေ့တွေပါပဲဒလုံအန်အောစီယာကောင်းတဲ့အမှုပညာလက်ရရေရဲ့နောက်ွယ်မှာဗေရလာတဲ့ကြောက်တွေလဲဆိုတဲ့မိကုံတွေရှိလို့နေတာပေါ့အဲ့ဒီအဖြစ်ကတော့မန္တလေးတိုင်းမေရီယာမြို့နယ်ထဲမှာရှိတဲ့စကြင်ရွာပါပဲ မြန်မာနိုင်ငံရဲ့စကြင်ကြောက်တွေထွက်ရှိတဲ့မရရမျိုးနယ်တွေကစကြင်ရွာဟာရိုးရိုးကြောက်တောင်တွေရွာမဟုတ်ဘဲနဲ့မြန်မာဘရင်ခေတ်ရဲ့အမှုပညာနဲ့ဂိုးခွေယုံကြည်မှုသမိုင်းတွေကိုနှစ်ပေါင်းရာချီထောက်ကူပေးခဲ့တဲ့အမည်ပဲဖြစ်ပါရည်ဒီရွာလေးရဲ့သမိုင်းဟာမြမအနန်းတော်နဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့လျှို့ဝှက်ချက်တွေနဲ့ပြည်နယ်နေတာပါစကြင်ရွာဟာဆွေးနော်ပထမအင်းဝါခေတ်ဖြစ်တဲ့ AR 1480ပြည်နယ်ခေတ်ကပင်ထင်ရှားနေခဲ့ပြီလို့သမိုင်းကဆိုထားပါရည် အရိခဲကဆင်များရှင်စီဒီယရနာစီဒီရဲ့ကြောက်စာဟာစကြင်ကြောင်းနဲ့ရေးထိုးထားတာတွေကိုတွေ့ရှိရတာကြောင့်ပါပဲ။ဒီချက်ဟာဆိုရင်တော့စကြင်ကြောက်ကိုမင်းနေပြည်တော်ကလေးကတံမိုးထားသုံးဆွဲခဲ့ပြီးစကြင်ရွာဟာအင်းဝခင်မာတော်မှအေးပါတဲ့ရွာတစ်ရွာဖြစ်နေပြီလို့အမှတ်ယူနိုင်ပါတယ်။ နောက်ပိုင်းမှာဆိုရင်တော့တာလွန်မင်းတရားကြီးတဲခဲ့တဲ့ကောင်းမှုတော်ဖခင်ကစကြင်ကြောက်ကြောက်စာချက်တွေအင်းဝါလောကတရဖူဖခင်ကစင်းနုတော်ကြီးတွေထိမင်းကူတို့နဲ့တာသနီကအဆောက်အုံများစွာမှာဒီစကြင်ကြောက်တွေကိုပဲအဓိကချအတုံးပြုခဲ့ကြတာပါအကျိုးသဖြင့်စင်းနူရော်ရီထုတ်လုပ်တဲ့နေရာမှာစကြင်ကြောက်သားရဲ့ဖြူဖွေးကြည်လင်တဲ့တဘာဝအရေးသွေးတွေကြောင့်ရုပ်ပွားတော်တွေမှာအသက်ဝင်လာပါတယ်။စကြင်ရွာကထွက်ရှိတဲ့ကြောက်တွေအားဆိုရင်တော့တည်ယူရခက်ခဲပေမယ့်ဘယင်တွေရဲ့ကိုးကွယ်မှုအမှုပညာတွေအတွက်မရှိမဖြစ်လိုအပ်ခဲ့တာပါ။ ။ဒါကြောင့်ကြောင်မိုင်းနဲ့မလန်းမကန်းမှာရှိတဲ့ဇကျင်းရွာဟာအစဉ်ဆက်စီးပွားရေးကောင်းမွန်တဲ့ရွာကြီးတစ်ရွာဖြစ်နေရပ်တည်နိုင်ခဲ့ပါရယ်။ဇကျင်းကျောင်းတွေကိုအသုံးပြုတဲ့အမှုပညာလက်ရာတွေဟာဒီဝါးတွေပဲစတင်ခဲ့ပုံရပါရယ်။ဇကျင်းရွာရဲ့ဆင်ဖြူတော်ဖျားဝင်းကျင်အနီးမှာရှိနေတဲ့တိမ်ဟောင်းကြီးတွေထဲမှာတွေ့ရတဲ့ပျက်စီးနေတဲ့မရဲ့ဇကျင်းရုပ်ထုကြီးတွေရဲ့ခြေစုံတော်အားဆိုရင်တော့ကျောင်းဆက်ပညာရှင်တွေတောင်စံထားလောက်တဲ့လက်ရာကောင်းတွေဖြစ်တယ်လို့ဆိုပါရယ်။ဒီစင်နူရိုဂျီရဲ့လက်ရာဟာပြောက်ွယ်သွားတဲ့ကျောက်ဆက်ပညာရဲ့တက်ခုရဲ့အမတ်တညာလေးဖြစ်တာပေါ့လေ ။နှမျောဖို့ကောင်းတာကတော့အဲ့ဒီစင်းတူတော်ကြီးကအခိုးခံရလို့အခုအခါမှာဖူးတွေ့ခွင့်မရနိုင်တော့တာဝမ်းနည်းစရာပါပဲ။ဒါပေမဲ့လေအဲ့ဒီတိမ်ပြဲကြီးရဲ့မဟုတ်ဦးမှာတက်ဆန်ထားခဲ့တဲ့ဥတောင်းရုပ်တရားဆိုရင်တော့မြမမှုပညာရှင်တွေပြောတဲ့တူရင်ရဲ့မူလပုံစံတွေကိုဖော်ပြနေရတွေကိုတွေ့ရပါတယ်။အဲလိုရှေးအောင်လဲရရဆိုရင်မြေပြင်ပေါ်မှာဒါမကညီအောင်မှာပါအများပြရှိနေနိုင်တယ်လို့သုတေသူတွေကယူဆကြတာပါ။ ဒါအပြင်စကြင်ရွာမှာတွေ့ရတဲ့အင်္ဂရေစင်းတို့တော်ကြီးတွေရဲ့လက်ရပုံစံဟာသခိုင်းကဆုံးဦးပုံညာရှင်ဖျားနဲ့အင်းဝါကလောကတရဖူဖျားတွေနဲ့တူညီနေတဲ့စရာတွေကိုကြည်ချင်းအဖြစ်စကြင်ကြောက်ဆက်ပညာရှင်တွေဟာအင်းဝါခဲနောက်ပိုင်းနဲ့ကုန်းပေါင်ခဲအစောပိုင်းမြမကြောက်ဆက်လက်ရတွေကိုဥဆောင်ပုံဖော်ခဲ့ကြတဲ့သူတွေဖြစ်နိုင်တယ်လို့တမိုင်းပညာရှင်တွေကသုံးသပ်ကြပါတယ်။ဒီပညာရှင်တွေရဲ့ကျေးဇူးကြောင့်မြမဘဘူးတမိုင်းဟာခဲဆန်းဆန်းမတိန်ကောခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီရွာကနေထွက်ရှိတဲ့စကြင်ကြောက်တွေဟာမာကျောပြီးတော့ဖြူဖွေးတာကြောင့်အမှုပညာနဲ့ဘာသာရေးပပုတွေအတွက်အကောင်းဆုံးသောပစ္စည်းတွေဖြစ်နေရှာစုနဲ့ပေါင်းများစွာအသုံးပြုခံကြရတာပါယခုတိုင်းစကြင်ကြောက်တွေရအမှုပညာလက်ရနဲ့ကိုးကွယ်မှုပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာနာမည်ကြီးနေစေပဲဖြစ်ပါရည်။စကြင်ရွာမှာရှိတဲ့ဇေဒီပြက်တွေရေကန်ဟောင်းတွေဟာဆိုရင်လေမင်းခမ်းမဲနာတွေရဲ့ရေစက်နဲ့တိဆောက်ခဲ့တာဖြစ်လို့ရွာရဲ့သမိုင်းဆန်လာတွေကိုထပ်မံလို့အတည်ပြုလို့နေပါရည်။ ပင်ရခဲလက်ရခြေရော်ကြီးတွေလိုမျိုးရှေးဟောင်းဝင်တဲ့တွေ့ရဆိုရင်လေစကြင်မျိုးပဝင်းချက်မှာတန့်ရှိနေပါသေးတယ်။ဒါကြောင့်စကြင်ရွာဟာမြမပညာအမှုပညာနဲ့တမိုင်းရဲ့အသက်သွေးကြောင်းတွေကိုထောက်ပံ့ပေးနေတဲ့ဂုံယူစရာကောင်းတဲ့ရွာတရွာဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။ဒီလိုတမိုင်းဝင်ပုဂ္ဂိုလ်ရဲ့လက်ရာတွေကိုထိမ့်သိမ်းဖို့ဆိုတာကျမတို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်နော်။ဒီကနေ့ရရှိဖို့ channel ကနေဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါရှင့်။နောက်တစ်ခါမှပြန်လည်ဆုံတွေ့ပါအောင်မယ်။